ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမလီဖရားရေဒါဘလိုအင်ကြီးလေဒီမှာအရာအလုံးကြောက်တွင်နေပဲလှုပ်ထားတယ်ငါရောခမကင်ထားတဲ့ပကံရောအောက်မှာထထားတဲ့အိုးခွက်ရောအလုံးကကြောက်တွင်နေပဲလှုပ်ထားတာ ဒါတကယ်ပဲဘလို့အိမ်ပါလဲအလုံးနဲ့လှလှလူမျိုးကြောက်တွေးနဲ့လှုပ်တဲ့အင်ကြီးကိုမြင်ပြီးအံ့ဩနေကြရလားဟုတ်တယ်ဆိုရင်တော့အခုလိုလှလှရဲ့ရောက်ခမရင်ကကြောက်တွေးနဲ့အိမ်အသုံးဆောင်ပစ္စည်းတွေဘာလို့လှုပ်ထားလဲဆိုတော့ပုံမြင်ကိုနောက်ဆုံးကြည့်လိုက်ကြရအောင်ကောင်းပြီမေဒါဆိုတာအလုပ်သွားတော့မယ်နော်အမေတို့ခရူးဆိုင်နေကြအောင်ဟုတ်ပြီသားလေးအိမ်မင်းကသူ့အိမ်ကနေကြောက်ကူတောင်ကိုရောက်လာခဲ့ပါတယ် အိမ်တော်မှာခေါင်းပေါ်မှာကြောက်ခဲချင်းနှောင်းတွေတဲပြီးတဏီယာကနေတဏီယာကိုရွှေ့ပြောင်းနေပါတယ်။အိမ်မှာကိုတော်ပိုင်ရှင်ရဲ့သမီးလှန့်နှာရောက်လာခဲ့ပါတယ်။ဟာတထင်းမလေးဒီလိုဘလို့လို့ရောက်လာရတာလဲ။ဒီမှာကြောက်အလုပ်တွေလုပ်တယ်ဆိုတာသိနေတာပဲလေ။တထင်းမလေးထိတိုင်းပြီးတော့အောင်မယ်နော်။သမီးဘာမှဖြစ်မှာမဟုတ်ဘူးဦးလေး။ပြီးတော့သမီးကိုဖေကိုရံမဲလွတ်တာ။ဒီမှာအလုပ်သမားတွေအလုပ်တက်တက်ချာချာလှုပ်လာမလှုပ်လားဆိုတာစစ်ဆေးခိုင်းတာ။တလာကဖုန်းတုံးနေရင်းနဲ့ကြောက်ကုန်တော်လေးကိုဝင်လာခဲ့ပါတယ်။ အိမ်မှာကရင်ကားကြီးတွေကကြောက်တုံးကြီးတွေကိုတနေရာကနေတနေရာကိုရွှေ့ပြောင်းနေပါတယ်။တလကဖုန်းထဲမှာအာယုံနဲ့ဝင်နေတော့အနီးနားမှာဘာဖြစ်နေလဲဆိုတာသူကရင်မဆက်ခဲ့ပါဘူး။ဒီလိုနဲ့သူကကရင်ကားရှိကိုရောက်လာပါတယ်။ကရင်ကားကြီးကလည်းကြောက်တုံးကြီးတွေနဲ့အတူသူ့ကိုပါတဲဖို့လုပ်နေတဲ့အချိန်မှာပဲနေမင်းကလှလကိုအဲ့ဒီကနေဆွဲထုတ်လိုက်ပါတယ်။နေမင်းမှာတော့ဥကောင်းတန်ရာရောက်သွားခဲ့ပါတယ်။အမလေးအာတတိမလေးအစဉ်ပြေးလားတရားရီတော့မရခဲ့ပါဘူးနော်။ ကျွန်မအဆင်ပြေပါတယ်။ဒါပေမဲ့ရှင်ဦးကောင်းကနေသွေးတွေထွက်နေရနော်။လာပါဆရာဝန်တွားပြကြမယ်။ထားလိုက်ပါ။ဒီလိုဒဏ်ရာတွေကကျွန်တော်တို့အလုပ်လုပ်နေရင်လည်းအများရန်ရှားနေကြပါ။သူ့လူလူတက်တာသွားလိမ့်မယ်။ Thank you so much ကိုနေမင်း။ရှင်ကရှင်အသက်ကိုပဒါနမထားဘဲနဲ့ကျွန်မကိုကယ်ခဲ့တာ။လက်လာကအဲ့ဒီကလေးကနေမင်းကိုသဘောကျနှစ်သက်ပါတော့တယ်။အဲ့ဒီကနေစပြီးလက်လာဟာနေတိုင်းနေတိုင်းအဲ့ဒီကိုလာခဲ့ပါတယ်။ ။လှလနဲ့နေမင်းတို့ကလည်းအရင်ကထက်ပိုပြီးရင်းနှီးလာကြပါသည်။ဒီလိုနဲ့နေရတွေနည်းနည်းကုံဆုံးလာပြီးတဲ့နောက်လှလကနေမင်းစီကိုချင်းရင်းဆိုခဲ့ပါသည်။ကိုနေမင်းရဲ့ကျမရှင့်ကိုပြောစရာရှိတယ်။ပြောလေ။ဘာပြောစရာရှိလို့တုန်းဟိုကလေကိုနေမင်းကျမကျမရှင့်ကိုအရင်သဘောကျတယ်။ပြီးတော့ချစ်လက်ချစ်နေမိပြီ။ကျမရဲ့တပဝလုံးရှင်နဲ့ပဲတူတူကုံဆုံးချင်တော့တယ်။ရှင်ရဲ့စနီးအဖြစ်နဲ့လေ။ဒီမှာခမရမင်းကလေးကောင်းတယောက်ပါ ပြီးတော့အိမ်ကောင်းကအမျိုးသမီးတယောက် ကျွန်တော်ကလည်းခမရကိုသဘောကျပေမဲ့ကျွန်တော်တို့နှစ်ယောက်ကအတူနေဖို့မဖြစ်နိုင်ဘူးတကယ်လို့ခမရကကျွန်တော်နဲ့လက်ထပ်ခဲ့မယ်ဆိုရင်ခမရတဘောကလည်းအခက်ခဲတွေနဲ့ကြုံရလိမ့်မယ်နောက်ပြီးခမရရဲ့လိုအပ်ချက်တသေးလေးတွေအားစပြည့်ဝနိုင်မှာမဟုတ်တော့ဘူးကျွန်တော်ကခမရကိုဒီလိုအဆင်မပြေမှုတွေကြားမှာမထားကြင်ပါဘူးဘလို့အခြေအနေပဲဖြစ်ဖြစ်ကျမအဆင်ပြေပါတယ်ကိုနေမဲပြီးတော့ကိုနေမင်းနဲ့တတူပြဿနာတွေကိုရင်ဆိုင်နေရမယ်ဆိုရင်လည်းကျမကျေနပ်တယ်ကျမရှင်နဲ့တူတူနေချင်တာပဲသိတယ်နော် နေမင်းကအခောက်ပေါင်းများစွာရှင်းပြပေးမဲ့လည်းလက်လာကသူ့စကားနားမထောင်ခဲ့ပါဘူး။အဲဒီနောက်မှာနေမင်းကလက်လာကိုလက်ထပ်ပြီးသူ့အိမ်ကိုခေါ်လာခဲ့ပါတယ်။သမီးရဲ့သမီးရဲ့ပဲပဲချစ်တော်နဲ့ဒီအိုးကိုအိမ်ထဲပဲလှဲလိုက်ပါသမီး။လလာကဆန်ဦးကိုခြေထောက်နဲ့ကမ်းလိုက်တဲ့အခါမှာသူ့ခြေထောက်ကနာသွားပါတော့တယ်။အမလေးတော်ဒီကြောက်ကိုခြေထောက်နဲ့ကမ်းလိုက်တာငါခြေထောက်တော့တန်ရာရသွားပြီ။ဒီကြောက်တုံးကြောက်ခဲတွေကိုငါသိတယ်လို့ပဲ။ ခဏကြာမှလှန့်လာကသူ့ခန်းလေးကိုယောက်လာပါတယ်။ကိုနေမင်းဒီမှာရှိတဲ့အရာတွေအားလုံးကကြောက်တွေနဲ့ပဲလှုပ်ထားတယ်။ဒီကြောက်တွေကလည်းကျမဖေရဲ့ကုမ္ပဏီအမှတ်လား။ဟုတ်တယ်လှန့်လာဒီကြောက်တွေအကုန်လုံးကကိုတော်မအတုံးမဝင်တော့တဲ့ကြောက်တွေပါ။ဒီကြောက်တွေကိုကိုတော်မမတုံးတော့လို့ငါယူလာပြီးတော့ငါရင်အတွက်လိုအပ်တဲ့အရာတွေအားလုံးလှုပ်လိုက်တာ။ဒီအင်ကြီးကိုလည်းကြောက်တွေနဲ့စောက်ပြီးတော့အိမ်မှာရှိတဲ့အရာအားလုံးကိုလည်းကြောက်တွေနဲ့ပဲလှုပ်ထားတာ။ကဲလားကြောက်ကရင်ပေါ်မှာအားယူပါဦး။လလကကြောက်ကရင်ပေါ်မှာအိပ်ပေးမဲ့လိန် သူကအိမ်မရဖြစ်နေပြီးတကူလုံးစူးနေခဲ့ပါတယ်။ဖះရရင်မွေရပေါ်မှာအိတ်တဲ့ငါအခုဒီကြောက်ပေါ်မှာအိတ်နေရတယ်။လက်နာကကြောက်ကရင်ပေါ်မှာဟိုဘက်နဲ့ဒီဘက်နဲ့အိတ်နေရင်းနဲ့မိုးလင်းသွားပါတော့တယ်။အိမ်တော့မှလက်နာကရေမိုးချိုးပြီးတဲ့နောက်ဖုန်းသုံးနေရင်းနဲ့ပဲမိဖို့ကြောင့်ကိုဝင်လာခဲ့ပါတယ်။အိမ်မှလည်းသူနောက်တစ်ခါထပ်ပြီးအံ့ဩသွားပါတော့တယ်။ပါလူလင်းဆိုတော့သူ့မိဖို့ကြောင့်နဲ့အတူအိမ်မှာရှိတဲ့အုံဆောင်ပစ္စည်းတွေအားလုံးကလည်းကြောက်တွင်းနေပဲလှူထားလို့ပါ ကြောက်ပီတို့တွေကြောက်ခွက်တွေကြောက်နေလှူထားတယ်မိဖို့ကြောက်ငရုပ်ဆုံးကြောက်ဒေဦးတွေနဲ့ပြည်နေပါတယ်အမလေးတော်ငါငါအိမ်မှာလျက်စက်အသုံးဆောင်နေတောင်တုံးခဲ့တာမဟုတ်ဘူးဒီမှာကြောက်မိဖို့ကြောက်တဲ့အိုးကြောက်ငရုပ်ဆုံးကြောက်ဟင်းအိုးတွေကိုတုံးရမှာဒါတွေကိုဘလို့တုံးရတာလဲဒီချိန်မှာပဲအဲ့ဒီကိုလှက်လာရဲ့ရောင်းမှာခင်ကြီးကရောက်လာပါတယ်သူကလှက်လာရဲ့စကားတွေကိုကြားသွားပြီးတော့ပြောခဲ့ပါတယ်ရောင်းမအန်အောမနေပါနဲ့ ဒီဟာရမတို့အိမ်လို့တထိတ်ရဲမိဖို့ကြောင့်မဟုတ်ဘူးကျမတို့စင်ရဲသားတွေရဲ့ကြောက်နဲ့လှုပ်တဲ့မိဖို့ကြောင့်မဒီမှာပဲအရာမစိုးကြောက်နဲ့လှုပ်ထားတာပဲတွေ့ရမှာဒါတော့ဟုတ်ပါပြီဒါပေမဲ့ရောင်မမိဖို့ဘတော်မှမတုံးဘူးလို့ပါအဲ့ဒါကြောင့်နည်းနည်းစိတ်ပူသွားတာပါဘာမှမဖြစ်ပါဘူးရောင်မရဲ့ကြောက်တွေနဲ့လှုပ်တဲ့မိဖို့ကြောင့်မအစားအသောက်တွေဘလို့ချက်ရလဲဆိုတာတမီးကသင်ပြပေးမှာပေါ့ရပါတယ်ရောင်မချက်နိုင်ပါတယ်လက်လာကကြောက်ငရုပ်စုံကိုမလိုက်တဲ့အခါ အမလေးတော်ဒီငရုပ်ဆောင်ကလေးလိုက်တာဂျာတောင်တလောက်လေးနေတယ်ဆိုရင်ဂျန်နဲ့ဟင်းအိုးတွေထမင်းအိုးတွေကတိထက်တောင်ပိုလေးမှာပေါ့ငါတော့သိပါပြီအဲ့နောက်မှာလှလာကမဆလာရီကိုကြောက်ပြားပေါ်မှာကျိန်နေပါတယ်ထောင်းစရာရှိတာကိုလည်းထောင်းပြီးအရသာရှိလာတဲ့ဟင်းပွဲတစ်ပွဲရအောင်မြစ်တာအပြည့်နဲ့ချက်ပြုံနေပါတယ်အဲ့နောက်မှာကြောက်ပြားပေါ်မှာပဲရူတီလှုပ်ပါတယ်နေပြီမလဲငါရဲ့ပထမဆုံးဟင်းချက်တလေးတော့ငါကောင်းကောင်းမွန်မွန်ပြီးအောင်လုပ်နိုင်ခဲ့ပြီ။ကဲ ဒါဆိုအားလုံးစားဖို့ခူးပေးလိုက်မယ်။လလကစားစရာတွေကိုကြောက်မကန်နေမှာထည့်ပြီးအားလုံးကိုခူးပေးလိုက်ပါတယ်။လလနေမှာငါတို့နဲ့အတူလာထိုင်စားပါလား။အာအမလေးဒီထိုင်ခုံကလေးလိုက်တာ။ကျမတော့မမနိုင်အောင်။နေဦးနေဦးလလနေပါဦး။ငါမပေးမယ်။နေမနိုင်မှာမဟုတ်ဘူး။လလကထိုင်ပြီးသွားတဲ့နောက်မှာအားလုံးကထမင်းစားကြပါတော့တယ်။သမီးလေးစားစရာတွေကလုံးဝအေးနေပါလား။သမီးချက်ထားတာကြားပြီလား။ ချက်ပြုတ်တာပုံမှန်အချိန်နဲ့ပဲပြီးသွားပါတယ်အမေကြီးဒီကြောက်ပကံတွေကြောင့်စားစရာတွေတည်တည်ထဲလိုက်လို့ချက်ချင်မဲ့အေးသွားတာပါဒါဆိုသမီးရေမနေ့ပြန်နေစပြီးတော့မြင်းမြန်ဆန်ဆန်လေးသာခုပဲအမေတို့ကအေးတွေစားရတာမကြိုက်ဘူးဟုတ်ကဲ့အမေကြီးအလုံးစားပြီးတော့နေနောက်မှာလက်လာကကြောက်ပကံတွေကိုဆေးပြီးတော့တင်လိုက်ပါတယ်ဒီလိုနဲ့အချိန်တွေအများကြီးကုန်ဆုံးသွားပြီးတဲ့နောက်တနေ့မှာတော့လက်လာကမိဖို့ကြောင့်နေမှာလွတ်လွတ်နေတဲ့အချိန်သူ့လက်ထဲကနေကြောက်ပကံတစ်လုံးကရုတ်တရက်ကြီးကြောက်ခွေးသွားပါတော့တယ် ဒါဘလို့အတန်လဲသမီးရမဘာဖြစ်တာလဲခုနဘာအတန်လဲဟိုဟိုလေးအမေကြီးဟိုဘက်မိဖို့နားမှာသမီးကြောင့်ပကံတစ်ချက်ကြခွဲသွားလို့ပါဘာရောင်မကြောက်ပကံကိုချခွဲလိုက်တယ်ပေါ့ရောင်မပါရမြတွေးနေလို့တော့ရောင်မဒီမှာနေတာလဲကြားလှပြီဒီမှာနေရင်နဲ့ကြောက်ပစ္စည်းတွေကိုတုံးတက်လာနေရမှာပေါ့ဒီကြောက်ပစ္စည်းတွေကြောင့်သာသမီးတို့အဆင်ပြေပြေနေနိုင်ကြတာဒါတွေကိုဖတ်နေဖို့သမီးတို့အပင်မခံထားရတာအကူကြီးတာမရှိခဲ့ရင် သမီးတို့စီမှာတီပစ်ဆေးတွေလည်းရှိမှာမဟုတ်ဘူး။အမလေးရပါတယ်သမီးရဲ့ဘာမှမဖြစ်ဘူး။နောက်ဆိုကေယူဆိုင်ပြီးအလက်လောက်ပါနော်။အမေကြီးတို့ဆင်းရဲတော့တီပစ်ဆေးလေးတွေကိုဖန်နှီးခဲ့ရတာအချိန်တော်တော်ပြီးခဲ့ရတယ်။ဒီကြောက်ပစ်ဆေးတွေနဲ့အသုံးဆောင်ပစ်ဆေးလောက်ရတာလွယ်တဲ့အလုပ်မှမဟုတ်တာသမီး။ဟုတ်ကဲ့အမေကြီး။သမီးနောက်ဆိုကေယူဆိုင်ပါမယ်။အင်းညမှာလှလကအလုံးကိုညစာကြည့်ပြီးတဲ့နောက်သူ့ရဲ့ကြောက်ကြင်ပေါ်မှာအိနေရင်းနေပဲသူ့ကိုယ်သူစကားပြောနေပါတယ် ဒီနေ့တော့ပကံလေးတစ်ချက်ကွဲသွားလို့ငါမိသားစုတွေကစိတ်ညစ်သွားကြတယ်။ဒီနေ့ကြာရီအားလုံးမြင်ရပြီးနောက်စင်ရဲသားတွေရဲ့ဘဝမှာအခက်အခဲတွေဘလောက်ရှိလဲဆိုတာငါသိရပြီ။ငါရောက်ခမအိမ်မှာအရာအားလုံးကကြောက်တွေနဲ့ပဲလှုပ်ထားတယ်။ငါတီကြောက်တွေပဲအသုံးချပြီးတော့ငါမိသားစုကုညင်ဘလူနေမှာလဲ။နောက်နေ့မနက်မှာလှလှကအနီမင်းကိုကိုနေမင်းရှင်တီနဲ့အလောက်ကပြန်လာရင်အသုံးမလို့တော့တဲ့ကြောက်တွေယူလာခဲ့ပါလား။ လလရဲ့စကားကြောင့်နေမင်းကအလုကပြန်လာတဲ့အချိန်မှာကြောက်တွေအများကြီးရှိလာခဲ့ပါတယ်။ရောင်မတလောက်များတဲ့ကြောက်တွေဘာလို့ဖို့မာလိုက်တာလဲ။ရောင်မတာရင်နဲ့ဘာလို့မလို့လဲရင်။ရောင်မဒီကြောက်တွေပေါ်မှာအယောင်ချဲမယ်။အိမ်အလဆင်ပစ္စည်းတွေလောက်မယ်။တာရီကိုကိုနေမင်းကဈေးထဲမှာသွားရောက်မယ်။ဒီလိုဆိုရင်တော့အိမ်ကိုအထက်ကူပြုမဲ့ဝင်ငွေနည်းနည်းပပရလာတာပေါ့။တော်လိုက်တာသမီးရဲ့ဈေးကွက်ထဲမှာတီပစ္စည်းတွေရဲ့တန်ပေါ်ကများလာရင်အမေတို့ဝင်ငွေပိုကောင်းလာလိမ့်မယ်။ အဲ့ဒီနောက်မှာလှလှကကြောက်တချို့ကိုစီးကြောပြီးအလှအဆင်ပြီးနောက်မှာစီးအောင်ချေပါတယ်။လှလှနင်ပန်းဦးတတိလေးတွေပေါ်မှာဆွဲထားနေပကြီးကအရင်လာတယ်။ကြောက်တွေနဲ့ဒီဇိုင်းဖော်ထားတာတွေကလည်းလှလွန်းနေ။အဲ့ဒီနောက်မှာနင်မင်းကလှလှလှုပ်ထားတဲ့အင်းအလှဆင်ပစ္စည်းတွေကိုဈေးရင်းမှာရောင်းပါတယ်။ပထမနေ့မှာပဲသူ့ရဲ့ဆိုင်မှာလူတွေစီကားနေခဲ့ပါတယ်။ဟေးအမလီလှလိုက်တဲ့ပကြီးလေးပါလား။အကိုကျမတောင်းလို့ချင်တယ်ဘလောက်လဲအဲ့ဒါ ဒါကရူပီတထောင်မှာတဖြည်းဖြည်းနဲ့နေမင်းရဲ့ဆိုင်မှာလူဒီစီကလာပါတော့တယ်။ညနေရောက်တော့နေမင်းကသူ့ရောင်းရငွေကိုယူပြီးအင်ကိုပြန်လာခဲ့ပါတယ်။လာလာနေရဲ့အကျဉ်းအလုပ်ဖြစ်သားပဲနေဆွဲတယ်ပကြီးကိုလည်းအားလုံးကြိုက်ကြတယ်။နေဖေစီမှာလွတ်လုံမဲ့အစားငါတို့ဒီလုပ်ငန်းပဲလုပ်ကြရင်မကောင်းဘူးလား။ဒီလုပ်ငန်းကြောင့်ငါတို့အိမ်အခြေအနေတွေအမြန်ဆုံးပြန်ကောင်းလာမှာ။ဟုတ်တယ်ကိုနေမင်း။ကျွန်မအဲ့ဒီအတွက်ပဲဒီလုပ်ငန်းကိုရွေးချယ်ခဲ့တာ။ဒီလိုပုံစံနဲ့ပဲလှလကကြောက်တီးကိုအရှောင်းချေတယ်။ နေမင်းကဂျာရီကိုဈေးရီသွားရောက်ပါတယ်။ဒီတော့တဖြည်းဖြည်းနဲ့သူတို့ဝင်ငွေတွေလည်းအရင်ကထပ်ပို့ပြီးများများလာခဲ့ပါတယ်။အဲ့နောက်မှာလှလာကအဲ့ဒီပတ်စံတွေနဲ့လှပတဲ့အင်တလုံးကိုစောင့်လိုက်ပြီးလှပတဲ့ဆိုင်တီတီလေးကိုကဖွင့်လိုက်ပါတယ်။အိမ်မှာကြောက်နေလို့တဲ့အရင်လှဆင်ပစ္စည်းတွေနဲ့ကြောက်ပန်းဥတွေကိုရောင်းချပါတယ်။အခုငါတို့ရဲ့ချွေးမလေးကြောင့်ငါတို့စီမှာလှပတဲ့ကိုပိုင်အိမ်နဲ့တဲ့အိမ်နဲ့လုပ်ငန်းတစ်ခုရှိလာပြီ။သမီးလိုချွေးမမျိုးလှူတိုင်းရပါစေလို့ဆုတောင်းပါတယ်ကွယ်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။